မင်္ဂလာပါ Smart Dash MMA ကျိုးသွားတယ်ကျွန်တော်ဒီနေ့ unboxing လုပ်ပေးမှာတော့ GoPro ကအသစ်ထွက်ရှိထားတဲ့ GoPro 9ကိုကျွန်တော် unboxing လုပ်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် GoPro 9လေးကိုစပြီးတော့ unboxing စလုပ်ပြီးဖြစ်ပါတယ်ตัวก็ดี GoPro 9มา ဘူးဘူး8 round လောက်မဟုတ်ဘူးဗျာ box လေးတော့ပါလာတယ်အဲ့တော့ box တက်တော့တက်တက်ထပ်ဝင်စရာတော့မလိုတော့ဘူးဗောနော်ကျွန်တော်ဒီမှာသူရဲ့ manual တွေပါတယ်ဗောနော် language ကတော့မျိုးစုံတယ်ပြီးရင်ကျွန်တော်တို့အာ type c type c အသွင်ချိုးပါမယ်ပြီးရင်ကျွန်တော်တို့ ဒါရောစိုက်ကယ်အထုတ်မှတက်ပြီးသုံးတဲ့ accessory လေးပါမယ်။ပြီးသွားရင်ဟိုဒီ Google battery လေးတစ်လုံးပါမယ်ဗောနော်။ဒီကောင်ကတော့ battery ကတော့အရင် Google 8ထဲဆိုင်တော့ battery နည်းနည်းလေးပို့ကြည့်သွားတယ်။ကြည့်သွားတယ်။ပြီးသွားရင်တော့ဒါကျွန်တော်တို့ GoPro 9ပါမယ်ဗော။ သူက screen အနေနဲ့တော့သူကဒီ front lcd screen live view screen လေးပါပါလာမယ်ပြီးလို့ရှိရင်နောက်က screen လဲ GoPro 8s ဆက်လို့ရှိရင် screen size နဲ့ပို့ကြည့်သွားမယ် ဟုတ်ကျွန်တော်တို့ပြီးရင်ဒီမှာကအာကျွန်တော်တို့ဒီ menu ပါပေါ့ menu ရလေးပါမယ်ပြီးကျွန်တော်ကျွန်တော် GoPro stick ကလေးလည်းပါမှာပေါ့ပြီးရင်ကျွန်တော်တို့ဒီကောင်ကဒီ application ပေါ့နော်ဒီ GoPro သုံးမယ်ဆိုလို့ရှင် application ဆိုလို့ရှင် App Store မှာလည်းဆွဲလို့ရမယ် Google Play Store မှာလည်းဆွဲလို့ရမယ်ပေါ့ Android တက်ဆိုရင် Google Play Store App Store ဆိုလို့ရှင် App Store မှာပေါ့နော်ပြီးတော့ဒါကတော့ကျွန်တော်တို့အဖုံးဖွင့်ဖွင့်နေတယ်ပြီးတော့လို့ရှင် battery ထည့်နေတယ် SD card ထည့်နေတယ်ဆိုတော့ကျွန်တော်တို့ပါတယ် menu လေးပါမယ် ယ်ဒီမှာတော့ကျွန်တော်တို့အသွင်ကြိုးပေါ့ဗောနော်ဒီမှာရောကျွန်တော်တို့ဒီ SD card SD card စိုက်တဲ့ပေါ့ကျွန်တော်တို့ကဒီ GoPro မှာတော့သူ့ရဲ့ original ကတော့ကျွန်တော်တို့ဒီ memory card ကတော့ပါမလာဘူးဒါကတော့ကျွန်တော်တသက်အမ်ဒီ GoPro တွေကိုထည့်ဖို့128ကတသက်ဝယ်လာခဲ့ရတယ် power button ni ada Channel language ko English mana? Yang ပြီးတော့ကျွန်တော်တို့ဒီမှာကောင်းလာတာကျွန်တော်တို့ဒီမှာ lens လေးကိုလည်းဖြုတ်လည်လုပ်လိုက်ရတယ် lens ကို ဖြုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ anti anti clock wise ပေါ့နော်ကျွန်တော်ဒီဖြုတ်လို့ရမယ်ကျွန်တော်ဒီ GoPro ရဲ့ဒီ page မှာတော့ဒီ GoPro 9တော့ကျွန်တော် accessory မှာတော့ကျွန်တော်တွေ့ရတော့ဒီ lens ကို filter လေးတော့တွေ့ရပြဟို software ကစားဆိုတော့ accessory ကလည်းအများကြီးတော့မရှိသေးဘူးရှိသေးဘူးဆိုတော့ကျွန်တော်တို့ခဏလေးတော့စောင့်ပေးရမယ်ထင်တယ် accessory ကိုလေ ပြီးရင်ကျွန်တော်တို့ဒီ folding folding finger တွေပါပါလာမယ်ရရှင်ကျွန်တော်တို့ဒီမိုက်ခရိုဖုန်းပေါ့ site ကတော့ကျွန်တော်အရင် GoPro 8ထက်ဆိုင်တော့နည်းနည်းလေးတော့ပို့ပြီးလေးတယ်လို့ခံစားရတယ်။